Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့လုပ်ပေးမယ့်ဗီဒီယိုကကြတော့ကိုတပေါ်ကြရတဲ့တစ်ဖက်တူပါပေါ့နော်အခုချိန်မှာကိုကိုဘာတွေတွေးနေလဲပေါ့နော်ကိုအကြောင်းဘာတွေတွေးနေလဲကိုနဲ့ပတ်သက်ပြီးတော့ဘာတွေစဉ်းစားနေလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုကိုအစားအနေစုံလင်းကြည့်ပြီးလို့ရပါတယ်ဒါက general reading လေးဖြစ်တဲ့အတွက်ကြောင့်ပိုင်းပြီးကြမလို့ပါဘူးအာဗီဒီယိုကိုအစားအနေစုံလင်းကြည့်လိုက်တယ်ဆိုရင်ပဲအကုန်သိရမယ်ပေါ့နော်ဒါကြောင့်မလို့တစ်ဖက်တူပါကိုနဲ့ပတ်သက်ပြီးတော့မှအခုချိန်မှာဘာတွေစဉ်းစားနေလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုကိုစစ်ကြည့်ရအောင်နော်အာပမာဆုံးနေတဲ့ကတော့ ဒီကက်ကလေးကိုလည်းပဲဆွဲပြမယ်ပေါ့နော်ကန်နဲ့ဆွဲပြီးတော့မှပဲသူစိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့အခုချိန်မှာဘာတွေတွေ့နေလဲဆိုတော့ကိုသိရမှာဖြစ်ပါတယ်သူရဲ့စိတ်ထဲမှာဘာတွေတွေ့နေလဲဆိုရင်တဲ့အဲ့တော့သူကတော့ကိုယ်နဲ့ပတ်သက်ပြီးဘာတွေတွေ့နေလဲဆိုလို့ဖြစ်ကိုကိုမတွေးနေဘူးကိုကိုကိုကျွန်တော်တွေးမနေလို့ပြောမှာပေါ့နော်ဒီကိစ္စဆိုလို့ရှိရင်ကိုကျွန်တော်တွေးမနေဘူးသူကသူလုံးစရာရှိရလို့ပြီးတော့သူသူ့ဟာရင်သူရှုပ်နေတာပေါ့နော်ဆိုလိုချင်တာကတော့သူကိစ္စနဲ့သူနဲ့ရှုပ်နေတယ်ကိုကိုတော့ အာယုံမရောက်အာယုံမရောက်ဘောနော်ကိုစီကတော့အာယုံမရောက်ဘူးလို့ပြောလို့ရတယ်။ तू အလောက်ကပဲ तू လုံးနဲ့ तू ရဲ့ပညာရေးဖြစ်ဖြစ် तू ရဲ့အလောက်ကံဖြစ်ဖြစ်ပေါ့နော် तू ရဲ့တခြားသောပြဿနာတွေပဲဖြစ်ဖြစ်လူမှုရေးတွေဖြစ်ဖြစ်ပေါ့နော်အပေါင်းသိနေတယ်ဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးတစ်ခုခုပေါ့လုံးဝရရှိတဲ့အရာတွေနဲ့ပဲ तू ရဲ့ daily life ကိုဖျက်ဆီးနေတယ်ကိုကိုအလောက်ထိတည်ရမနေဘူးကိုကြောင့်လည်းစဉ်းစားမနေဘူးနော် तू ဟာသူအောင်ရှုပ်ဆိုတော့လေအဲ့ကိုကြောင့်သိဖို့တော့အချင်းမရဘူးလို့ပြောလို့ရပါတယ် ဆိုတော့သူရဲ့အနာခက်တဲ့သူရဲ့ plan တွေတို့မဟုတ်လို့ရှိရင်သူရဲ့အရေးပါတဲ့ခြားတော့အရာရင်းနဲ့သူပါသူအလုပ်လျှော့နေတဲ့အတွက်ကြောင့်ကိုနဲ့ပတ်သက်ပြီးကိုကိုစဉ်းစားနေမျိုးတော့မရှိလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခါကိုကြည့်ပြရအောင်နောက်တစ်ခါဆိုလို့ရှိရင်ရောသူကတော့မစဉ်းစားရတာဟုတ်တယ်ပေါ့နော်ဒါပေမဲ့ခါတည်းမှစဉ်းစားနေမှာပဲလေနော်အဲထားပါတော့အဲတရက်မှာတော့တစ်ခါတော့စဉ်းစားမိတော့စဉ်းစားမယ်စဉ်းစားမိမတို့မဟုတ်ရင်လည်းပဲအဲ့လိုမျိုးကြုံကြိုက်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်တတိယကြာလေးတွေရှိတဲ့အခါမှာအဲကြုံကြိုက်ပြီးတော့ တတိယသွားမြင်နေဖြစ်တဲ့အတွက်ကြောင့်음အဲ့လိုမျိုးခြေနေမျိုးရှိလာပါတော့ကိုကိုတတိယရင်တန်းမျိုးရှိတာဆိုကြည့်ကြအောင်ကိုကြောင့်စဉ်းစားမိရမျိုးကိုကိုတတိယရင်တန်းမျိုးရှိလာပါတော့ဆိုတော့음ဒီကရရတဲ့ကြောင့်အားတဲ့ချိန်မှသူအားတဲ့ချိန်တို့သူရဲ့နာနားနေရတဲ့ချိန်တို့အားလက်ချိန်တို့ဆိုလို့ရှိတော့ကိုကိုတတိယရတဲ့တတိယရဆိုတာလည်းသူက feeling ပေါ့နော်ဒါတော့ခွဲဆွဲတဲ့ကြောင့် feeling ပိုင်းပါတယ်ဒါကြောင့်မလို့သူရဲ့ ်သူကတော့အဲ့လိုမျိုးကြီးတည်မလားအဲသူ့တော့တတိယမယ်ဆိုပြီးတော့တတိယနိုင်မျိုးမဟုတ်ဘူးဩဒီချိန်ဆိုသူ့တတိယမယ်ဆိုပြီးတော့တတိယနိုင်မျိုးမဟုတ်ပဲနဲ့သူရဲ့မတိစိတ်ပေါ့နော်သူ့ကိုယ်တော့တတိမထားမိလိုက်ပဲနဲ့ကိုယ့်ကိုယ်တတိယနိုင်တာမျိုးကိုယ်ကြောင့်တွင်းမိသွားတယ်ဖြစ်တတ်တယ်ဒါပေမဲ့အဲ့လိုမျိုးကြီးအဲ့လိုမျိုးကြီးအဲဘယ်လိုပြောမလဲဘယ်လိုခေါ်လဲအဘယ်လိုခေါ်လဲအော်ရေချစ်ရှိနေတယ် ရည်ရွယ်ချက်ရှိနေတတိယနိုင်ငံမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးသူတတိယလက်လို့ပေါ့နော်အမှတ်မထင်မဲ့တတိယမျိုးဖြစ်တတ်တယ်။သူရဲ့အားရဲ့ချိန်တို့ပါတော့ပေါ့နော်သူစိတ်အေးချမ်းနေရတဲ့ချိန်မျိုးမှာကိုယ့်ကိုတတိယမျိုးဖြစ်တတ်တယ်ပေါ့နော်။နောက်ပြီးလို့ရှိရင်ဒါအဖေက yes ပေါ့တတိယနေလားဆိုလို့ရှိရင်တော့တစ်ခါတည်းမှာတတိယရဲ့ yes ဖြစ်တယ်။ဘယ်လိုချိန်မှာတတိယလဲဆိုလို့ရှိရင်သူအားနေတဲ့ချိန်တို့ တော့သူ agent စိတ်စိတ်နှလုံး agent နဲ့ချင်းဆိုလို့ရှင်ကိုတတိယလိမ့်မယ်သူနားနေရချင်းပေါ့နော်ခုနလိုမျိုးအလုပ်တွေဘာရှုပ်နေတဲ့ချင်းမျိုးဆိုလို့ရှင်ကိုတတိယမယ်နောက်ပြီးခါကြလို့ရှင်နောက်တစ်ခုကဘာလို့ဖြစ်နိုင်လဲဆိုလို့ရှင် तू ဟာရွေးချက်ရှိရင်းနဲ့တတိယမယ်ဆိုပြီးတတိယလည်းမျိုးမဟုတ်ဘဲနဲ့ तू ရမသိစိတ်ကပေါ့နော် तू သူ့ကိုတော့တတိမထားမိပဲနဲ့ကိုကိုတတိယမျိုးကိုကြောင့်သူ့မိတာမျိုးဖြစ်တတ်တယ်ဒါတော့ကိုနဲ့ပတ်သက်ပြီးတော့မှ तू ဘလိုမျိုးတတိယနေလဲဆိုတာပြောပြပြကြတာဖြစ်ပါတယ်သူ့ကိုတော့မှတတိမထားလိုက်မိဘူးအာ မစင်စားလိုက်မိပဲနဲ့ကိုအဲ့လိုမျိုးယုတ်တိကဲကြီးကိုအကြောင်းသိမိတာလည်းဖြစ်တတ်တယ်ကိုအကြောင်းကိုစဉ်းစားမိတာလည်းဖြစ်တတ်တယ်ပေါ့နော်အအမှတ်မထင်အဲ့လိုမျိုးတက်ဆိုင်မှုတွေရှိတဲ့အခါမှာအဲ့လိုအခါမျိုးမှာကိုအကြောင်းကိုတတိယသွားတာမျိုးကိုနဲ့ပတ်သက်ပြီးသိမိသွားတာမျိုးလေးတွေဖြစ်တတ်တယ်ကိုကိုလွမ်းမိသွားတာမျိုးပေါ့နော်အဆက်ဆက်ရည်ကိုရှိခဲ့ဘူးရဲ့ H တို့ပါလို့ဆိုရင်တော့ကိုကိုပြန်လွမ်းသွားတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ရည်ရွယ်ချက်ရှိရှိကြီးလွမ်းနေတာမျိုးမဟုတ်ဘူးပြီးလို့ရှိရင်သူရဲ့စိတ်လုံးအေးချမ်းနေတဲ့ကာလာစိတ် အောက်ကတွေမရှိဘဲနဲ့ပေါ့နော်ပူလောင်မှုတွေမရှိဘဲနဲ့အလုပ်တွေလည်းအများကြီးရှိနေတဲ့ကာလမျိုးမှာမှကိုယ့်ကိုယ်တတိယအမြင်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါခုနေတဲ့အခါကျတော့ဒီသူတတိယတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ကိုယ်ဘယ်လိုဘယ်လိုမျိုးအနေနဲ့စဉ်းစားပြီးဘယ်လိုမျိုး impression နဲ့ပေါ့နော်ဘယ်လိုမျိုးအမြင်နဲ့တတိယရတာလဲပေါ့နော်ကောင်းတော်လားဆိုးတော်လားပေါ့လားကြည့်လို့ရပါတယ်အာဒီမှာကျတော့ဒီမှာလေနီးစပ်ဖို့တဲ့နီးစပ်ဖို့ပေါ့နော်ကိုယ်နဲ့ သူနဲ့ပေါ့နော်သူနဲ့ကိုနဲ့နှိစက်လာဖို့အတွက်သူ့ဘက်ကနေပြီးတော့မှစဉ်းစားနေတာမျိုးလိုအပ်လိုချင်နေတာမျိုးဖြစ်တတ်တယ်။အာသူ့ဘက်ကနေပြီးတော့မှကိုနဲ့ပုံပြီးနှိစက်လာဖို့ကြိုးစားနေတာမျိုးနော်။ကိုနဲ့ပုံပြီးနှိစက်ချင်တဲ့စိတ်ကလေးနဲ့သူကအဲ့လိုဖြစ်တတ်တယ်ပေါ့နော်။ဆိုတော့လက်ရှိနေထားတဲ့သူကပုံပြီးကိုနဲ့နှိစက်စေချင်နှိစက်လာချင်တယ်တဲ့။လက်ရှိသူနဲ့ကိုနဲ့ကဝေးကွာနေတဲ့သူတွေဆိုလို့ရှိရင်လည်းပုံပြီးနှိစက်လာချင်တယ်။ပုံပြီးတော့မှအာနင်းနီးကက်ကက်နေချင်တယ်ပေါ့နော်။အဲ့လိုမျိုးနဲ့သူကတတိယရာဖြစ်တယ်။ တကယ်လို့ညာအဲ့လိုမျိုးဆက်ဆံရေးတခုမရှိသေးတဲ့ single တွေဒီမိုကရက်စီတွေပါဆိုလို့ရှိရင်လည်းပဲသူကလက်ရှိအနေထားထက်ပို့ပြီးတော့မှနှိစက်တဲ့ဆက်ဆံရေးတခုကိုပြောင်းလဲလာခြင်းနေပြီအဲ့ဒါကြောင့်မလို့ကိုသူကတတိယတာပေါ့နော်ဒါကြောင့်မလို့အဓိကခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်ရေဘူးရွယ်ခြုံပြီးပြောရမယ်ဆိုရင်တော့သူကိုကိုတတိယရဲ့ပုံစံဘယ်လိုပုံစံနဲ့တတိယလဲဆိုလို့ရှိရင်ကိုနဲ့သူနဲ့ပို့ပြီးနှိစက်လာခြင်းနဲ့ပုံစံမျိုးနဲ့ကိုနဲ့ပို့ပြီးနင်းနင်းကက်ကက်နေခြင်းနဲ့ဆိုရဲစိတ်ကလေးနဲ့သူကတတိယဖြစ်ပါတယ် ပိုပြီးနင်းနင်းဆက်ဆက်လေးနင်းနင်းကြက်ကြက်လေးနေချင်တယ်ပေါ့နော်အဲ့လိုစိတ်ကလေးနဲ့တတိယဖြစ်ပါတယ်ရှင်အာဆိုတော့ impression ကတော့ကောင်းတယ်ကိုယ်ကိုမြင်နေတဲ့အမြင်လေးလည်းကောင်းတယ်ပေါ့နော်ကိုနဲ့ပို့ပြီးတော့မှအာနီးဆက်လာခြင်းနဲ့ကိုနဲ့ပို့ပြီးတော့နေကြက်လာခြင်းနဲ့ကိုနဲ့ပို့ပြီးရင်းနှီးလာခြင်းနဲ့ပေါ့ကွာအဲ့လိုစိတ်ကလေးနဲ့သူကတတိယတာဖြစ်ပါတယ်တကယ်လို့မျက်စက်ရည်တခုရှိပြီးသားသူတွေဆိုလို့ရှိရင်လည်းပဲစစ်သူရေးသားတွေပေါ့နော်အင်းရလို့ရှိရှိသမားတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စစ်သူကကိုယ့်ပေါ်မှာဘယ်လိုမျိုးတတိယရလဲဆိုတော့ပို့ပြီးတော့မှာ နေနေဆနေနေကကလေးနေနေတယ်အတူတူရှိနေတယ်ပေါ့နော်အဲ့လိုစိတ်ကလေးလွမ်းတာပေါ့ဒီကလွမ်းတယ်ဆိုတာဟာနေနေသူကတတိယတာဖြစ်တယ်ဒါလိုဝေကွာနေတူတယ်ဆိုလို့ရှိရင်လည်းပဲအဲ့လိုမျိုး ADIS ပေါ်ကနေပြီးတော့မလွမြောက်ပြီးတော့ပေါ့နော်အတူတူရှိနေတယ်ဆိုတဲ့စိတ်ကလေးနဲ့သူကလွမ်းတာဖြစ်ပါတယ်တတိယတာဖြစ်ပါတယ်ပေါ့နော်နောက်ပြီးတော့တကယ်လို့များအာ h day by solution နဲ့ပဲပြန်လာခြင်းတမျိုးပေါ့နော်။သူကကိုယ့်စီကိုပြန်လာခြင်းတဲ့စိတ်ကလေးနဲ့လွမ်းလာဖြစ်တဲ့အတွက်ကြောင့်အကောင့်ထဲစိတ်ကလေးနဲ့လွမ်းလာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ကြတာဆိုလို့ရှိရင်တော့တစ်ဖက်သူကအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးဘာတွေစဉ်းစားနေလဲ၊ဘာတွေတွေးနေလဲဆိုတာကိုရီးတင်ဖတ်ပြသွားတာပြီးသွားပါပြီရှင်။ကဲလို့များဒီ reading နဲ့ဖတ်တာကကိုယ်နဲ့အဆင်ပြေတယ်၊ကြိုက်နေလို့ခံစားရတယ်ဆိုလို့ရှိရင်ဒီ channel လေးကိုပေါ့နော် like and subscribe လုပ်ထားပြီးလို့ရပါတယ်เนาะအလုပ်ပြီးလို့ရှိရင်တော့ Nova ရဲ့ဒီဆက်ပြီးတော့တင်တဲ့ video လေးတွေကိုလည်းပြန်ဆက်ပြီးတော့မှကြည့်လို့ရပါတယ်အာ နောက်ပြီးလို့ရှိရင်တကယ်လို့ကိုယ့်ရဲ့ personal မိကွန်းလေးတွေเนาะကိုယ့်ရဲ့ပို့ပြီးတော့တိကျတဲ့ပို့ပြီး detail ကျတဲ့အသေးစိတ်ကျတဲ့ video အအသေးစိတ်ကျတဲ့မိကွန်းလေးတွေကိုမေးချင်တယ်နောက်ပြီးတော့မှအတိကျတယ်ဆိုလို့ရှိရင် Telegram channel လေးဖြစ်တယ်ဒီ channel လေးမှာလာပြီးတော့မေးလို့ရပါတယ် Telegram channel ရဲ့ Facebook page ရဲ့ပြီးလို့ရှိရင် Viber ဖုန်းနံပါတ်လေးရဲ့ပေါ့နော်အဲ့၃ခုကနေပြီးတော့မှဆက်သွယ်ပြီးတော့မှအာကိုယ့်ရဲ့ personal mail ကိုနေပုတ်ပုတ်ကိုကြီးရ အုပ်ဝေးရမေးခွန်းလေးတွေကိုလာပြီးတော့မှမေးလို့ရပါတယ်အာစဉ်းစားလေးနေနေကတော့မေးခွန်းတစ်ခုကို2000ချက်မေးခွန်းသုံးခုဆိုလို့ရှိရင်တော့9000နဲ့မှ6000ချက်ဆိုပြီးတော့မှခွဲထားပေးပါတယ်အဲဗီဒီယိုလေးကိုအစနေပြီးတော့မှအဆုံးထိကြည့်ပေးခဲ့ကြတဲ့ viewer လေးတွေပေါ့နော်ကြည့်ရှုသူတွေအားလုံးကိုကျေးဇူးများရေးတင်ပါတယ်